Hello ဒီခါမှာတော့လင်းကထမင်းကြော်ပူပူလေးကိုမှကြက်ကြော်ပူပူလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ဆိုင်လေးမှာနေလဲစားသွားစားပါမယ်။ဒီဆိုင်လေးကတော့လမ်းမတော်မြို့နယ်မှာရှိတာပါရှင်။ဒီဆိုင်လေးမှာကလေကြက်ကြော်နဲ့ထမင်းကြော်ကိုအဓိကမင်းနူးတော်မှာပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီလာစားတဲ့သူတော်တော်များများပါတော့เนาะကြက်ကြော်နဲ့ထမင်းကြော်လေးကိုတွဲပြီးတော့စားကြလဲလင်းတွေ့တယ်။ဒါကတော့သူ့ရဲ့ဒီတပွဲမှာပါတဲ့ပိုးရှင်းပေါ့เนาะ။အဲ့ဒီမှာမှလင်းတို့ဟင်းကြီးလေးချပေးမယ်။ပြီးလို့ရှင်တော့အချင်းလေးပါတာပေါ့။အနံလေးမှုလိုက်တဲ့ခါမှာလုံးဝကိုပေါ့เนาะကြက်ကြော်စီလေးကမှုေးပြီးတော့စားကောင်းမယ်ပေါ့။ ံစံလေးပေါ့ကြက်ကြော်ဆိုလို့ရှိရင်လည်းကိုကြက်ချင်းစရရရွေးလို့ရရပေါ့နော်ကြက်ပေါင်းနဲ့စားမလားကြက်ရင်ပုံကြော်နဲ့စားမလားပေါ့နော်ဒါလေးကတော့ဟင်းဂျူသူချပေးတဲ့ဟင်းဂျူလေးကလေတော်တော်လေးကိုမှတောက်လို့ကောင်းတယ်လင်းတောက်ရတဲ့အခါမှာဆိုလို့ရှိရင်လည်းကြက်ပေါင်းရည်အရသာပုံစံလေးပေါ့နော်အရန်တောက်လို့ကောင်းပါတယ်နောက်ပြီးတော့အချင်းပေါ့အချင်းဆိုရင်သူကဂေါဘီဂျင်းလေးချပေးထားတယ်ဂေါဘီဂျင်းကိုမှငရုတ်သီးစိမ်းလေးတွေထည့်ပြီးတော့လုပ်ပေးထားတဲ့ပုံစံလေးပေါ့နော်အချင်းလည်းကုန်လို့ရှိရင်ထပ်တောင်းလို့ရပါတယ် နောက်တစ်ခုကတော့လင်းထမင်းကြော်နဲ့တွဲစားဖို့အတွက်ကိုချင်းမောင်ကြော်ပေါ့နော်ချင်းမောင်ကြော်တို့ဘာလို့ကတော့ဒါတက်တက်မှားတာပေါ့နော်ဒီမှာကိုကချင်းမောင်ကြော်နဲ့တွဲမစားချင်ဘူးဆိုလို့ရှိရင်လည်းငံပြားရီကြော်တို့ဘာလို့ရှိတာပေါ့နော်ကဲလင်းကတော့ကြက်ကြော်လေးကိုတော်တော်လေးကိုစားချင်နေပါပြီကြက်ကြော်လေးကလေလုံးဝကိုမှွေးပြီးတော့သူ့ရဲ့ကြော်ထားတဲ့အရာလေးကလေကြိလိုက်တာနဲ့တော်တော်လေးလှတာပေါ့နော် နောက်ပြီးလို့ရှိရင်လည်းလင်းတို့ဒီမှာဖဲ့လိုက်တဲ့အခါမှာဆိုရင်တွေ့တာလုံးဝအမွှေးတထောင်းထောင်းနေလေစားလို့ကောင်းတဲ့အရာတာလေးပါကြက်ကျော်ဆိုရင်လေပူပူလေးကပို့ပြီးတော့စားကောင်းတာပေါ့နော်လုံးဝကိုတကယ်ရှယ်လင်းဝါလိုက်တဲ့အခါမှာဆိုရင်အထဲသားဒီပေါ့နော်အတွင်းသားနူးနူးအီအီလေးနဲ့အရေကုန်လေးကလည်းဝါလို့ကောင်းပါတယ်လင်းကတော့တော်တော်လေးကြိုက်ပါရဲ့ရှယ် ကဲအဲ့တော့ချင်မောင်ကျော်လေးနဲ့တွဲစားကြည့်မယ်ပေါ့နော်ချင်မောင်ကျော်ဆိုလို့ရှိရင်လေသူကလေသူ့ရဲ့အရသာကစားလိုက်တဲ့အခါမှာဆိုရင်ချင်နေတာမျိုးကြီးမဟုတ်ပဲနဲ့လေအဲချိုချင်းအရသာပုံစံလေးပေါ့နော်ထမင်းကျော်နဲ့တော်တော်လေးလိုက်ဖက်ပါတယ်အဲ့တော့လင်းသွားစားတဲ့အချိန်ကကြတော့နေ့လယ်7 7ခွဲလောက်တော့ရှိပြီပေါ့နော်အဲ့တော့ဆိုင်ထဲမှာကလေလူကခုံအပြည့်ပဲပေါ့အဲ့တော့အပြည့်မှတော့မှပေါ့နော်စားဖို့အတွက်ထိုင်ဆောင်နေရတဲ့သူတွေလည်းရှိပါတယ် နောက်ပြီးတော့ဒီဆိုင်မှာပေါ့နော်လိုက်ပွဲပေါ့လိုက်ပွဲဆိုလို့ရှိရင်လေလင်းတို့ပုံမှန်ပိုးရှင်းထက်နည်းမယ်လို့ထင်ထားတာပေါ့ဒါပေမဲ့သူ့ရဲ့ဒီလိုက်ပွဲကလင်းတို့ပုံမှန်စားပွဲမှာပါတဲ့အတိုင်းကိုပဲပေါ့နော်သူ့ရဲ့ပိုးရှင်းကပါတာပါကဲအဲ့တော့ဒီဆိုင်လေးမှာကလေရနိုင်တဲ့မီနူးကတော့အများကြီးမရှိဘူးပေါ့နော်ရွေးချယ်စရာတိတ်များများဆဆမရှိဘူးလင်းတို့ဒီဆိုင်မှာဆိုလို့ရှိရင်ထမင်းကျော်နဲ့တွဲစားဖို့အတွက်ကိုကြက်ပေါင်ကျော်ကြက်ရင်ပုံကျော်ပြီးရင်ဝက်ချိုဝက်ကျော်ပေါ့နော်ဒါတွေအပြင်ကိုပဲဝက်ဥကြောင် ချိန်မောက်ကြောငံပြားရေချက်ပေါ့နော်ဒီလိုမျိုးမီနူးလေးတွေရတယ်ရွေးချယ်စရာတော့အများကြီးမရှိဘူးအဲ့တော့မီနူးနည်းနည်းလေးနဲ့ပေါ့နော်ဟိုကိုစားကျင်တဲ့ဟာလေးရွေးပြီးတော့စားရတာပါတော်တော်လေးတော့စားလို့ကောင်းပါတယ်ကဲအဲ့တော့ဒီဆိုင်လေးရဲ့နာမည်ကကြတော့ Warren မြန်မာကြက်ကြော်ဆိုင်လေးပါရှင်။လင်းရဲ့ဒီနေ့ဒီ blog လေးကတော့ဒီလောက်ပါပဲ။နောက်ထပ် blog မှာထပ်ပြီးတော့တွေ့ပါမယ်ရှင်။ဗီဒီယိုလေးကိုအဆုံးမြင်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။နော်တတား။